ဒီကနေ့ဂျော်လာ15ရက်နေ့အိန္ဒိယနိုင်ငံမှာရဟယင်တစီထပ်မံပြကြမှုဖြစ်ပွားခဲ့ပြီးလေရင်ပေါ်ပါလာသူအားလုံးသေဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့ဂျော်လာ15ရက်နေ့အိန္ဒိယနိုင်ငံမှာဟိန္ဒူဘုရားဖူးတွေကိုတင်ဆောင်လာတဲ့ရဟယင်တစီခိမဝင်တာတောင်တန်းမှာပြကြခဲ့လို့ကလေးငယ်တအူအပါအဝင်လိုက်ပါလာသူ9ဦးစလုံးသေဆုံးခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ် အိန္ဒိယနိုင်ငံအနောက်ပိုင်းအမာတာဘတ်မြို့မှာဂျွန်လ12ရက်နေ့ကခီးသည်လေရင်ပြတ်ကျမှုကြောင့်လူပေါင်း289ယောက်ထပ်မင်းတေဆုံးခဲ့တယ်။လေကြောင်းမတော်တဆမှုပြီးတဲ့နောက်ရပ်ပိုင်းအကြမ်းမှာရဟယင်ပြတ်ကျမှုထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဥတာရာခန်းပြည်နယ်ဂီတာနက်ဖရာကျောင်းကနေ ပြန်တန်းလာတဲ့ရဟယင်ပြတ်ကျမှုမှာနေရင်မှုနဲ့အခီးတဲ့6ယောက်သေဆုံးခဲ့ပြီးရှာဖွေခဲ့ဆယ်ရီးအဖွဲ့တွေကအခင်းဖြစ်နေရာမှာရောက်ရှိနေတယ်လို့ပြည်နယ်ဝန်ကြီးချုပ်ကပြောပါတယ်။ အဆိုပါရဟတ်ရှင်ဟာရာသီဥတုဆိုရမှုကြောင့်ပြတ်ကျခြင်းဖြစ်နိုင်တယ်လို့ခရိုင်ခီးသွားလုပ်ငန်းတာဝန်ရှိသူတယောက်ကပြောပါတယ်။အခုလိုနေရာဒီမှာဖျားဖူးတွေဟာအမြင့်3584မီတာအမြင့်မှာတည်ရှိတယ်။ဂီတာနက်ဖျားချောင်းကို လာရောက်လေ့ရှိကြတယ်လို့လည်းသိရပါတယ်။ ဲဒီလိုဟိမွန်တာတောင်တန်းပေါ်မှာရှိတဲ့ဘုရားကျောင်းတွေကိုသွားရောက်လိုကြတဲ့ကျွဲဝချမ်းသာသူတွေအတွက်ရဟတ်ရင်စင်းလုံးကဝန်ဆောင်မှုတွေနဲ့ပို့ဆောင်ပေးလေရှိပြီးကျန်းတန်းရှည်လျတဲ့ကုန်းကျောင်းခီးလန်းကိုရှောင်လွှဲဖို့ရည်ရွယ်ကြတယ်လို့လည်းသိရပါတယ်ပြီးခဲ့တဲ့မေလာအတွင်းကလည်းဘုရားကျောင်းတစ်ခုကိုသွားရောက်စဉ်ရဟတ်ရင်တစည်းပြတ်ချမှုဖြစ်ပွားခဲ့ပြီးအဆိုပါရဟတ်ရင်ပေါ်ပါလာသူလူ6ယောက်တည်ဆုံးခဲ့တယ်လို့လည်းသိရပါဗျ။